မြန်မာနောက်ဝချင်တဲ့ကိုအစစ်တဆိုင်အားပေးနာစေနေကြတော့ပြိသက်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ချင်တဲ့လေးကနေပရလောကနဲ့ဂမ္ယဇလာကောင်းလေးတို့ကိုနေ့စဉ်ရွေးချယ်တိဆက်ပေးနေပါရယ်။ဒီကနေ့မှာတော့ပြိသက်များနားဆင်ရမယ့်ဇလာလေးကစာရေးဆရာအကဇော်ရေးသားထားတဲ့ပညာတဲ့အဖွာစောနဲ့အယူမို့တို့ဇလာလေးကိုပြိသက်ကြီးကနားဆင်ရမှာဖြစ်ပါရယ်။ကျွတ်တို့ရမှာနာမည်ကြီးတဲ့အယူတယောက်ရှိတယ်ဗျ။ သူ့နာမည်အရင်တော့ကြောက်လည်းမသိဘူးတရွာလုံးကတော့သူ့ကိုဘူတိုးလို့ပဲခေါ်ကြတယ်ဒီလူကယူနေတာဗျဒါပေမဲ့ရင်ရင်လေးယူနေတာဒါကြောင့်လေသူ့ကိုအယူဘူတိုးလို့ခေါ်တာသူ့ယူသွားပုံကလည်းထူးဆန်းတယ်လို့ပြောရမယ်သူကအရင်တော့လူချုံးလူခတ်မယ်ဗျစပားတွေဘွားတွေပွဲစားလုပ်တယ်လို့ပြောတယ်ရုပ်ကလည်းရုပ်ရှင်မင်းသားရန်အောင်တို့လိုရုပ်မျိုးပွဲစားဆိုတော့ငွေရလည်းရှိတယ်ပေါ့ဒီခေတ်စကားနဲ့ပြောရရင်တော့ရုပ်ရှင်ရေရှမ်းလို့ပြောရမှာပေါ့ သူကောင်းစားတဲ့အချိန်ကိုကျုပ်တို့ကတော့မမေ့လိုက်ဘူး။အဖွားပြပြလို့တိလိုက်ရတာဗျ။ရန်အောင်တို့လိုဘိုကေကိုအရှိအဝဗုဒ္ဓလေးညှက်ထားတယ်။ရှယ်အင်းကြီးအစီခက်စိတ်စိတ်အကွက်စိတ်စိတ်လေးဝက်ပြီးတော့အောက်ကပစိုးမိဖို့တောက်နေအောင်တိုက်ပြီးဝှက်ထားတာတဲ့။အဲဒီတော့ကဘိုတို့ကပြိုတိုင်းကြိုက်တဲ့နှင်းစီကိုင်းပေါ့ဗျ။ရမနာဘိုတို့ကိုတစ်ဖက်သက်ကြိုက်နေတဲ့မိန်းကလေးတွေရှိခဲ့တယ်လို့ပြောတယ်။ကျုပ်တို့တိတဲ့အရွယ်ရောက်တော့ဘိုတို့ကအယူကြီးဖြစ်နေပြီဗျ။အရင်ကရန်အောင်နဲ့တူတယ်ချောတယ်ဆိုတဲ့ရုပ်က အခုတော့တုံးပုံကြီးတယောက်လိုဖြစ်နေပြီရဲ့တနေ့လုံးဖားတို့ရွာကလမ်းမပေါ်မှာတယောက်တည်းစကားတွေပြောပြီးသွားလာနေတယ်စုပဲဗျတွေ့တဲ့အိမ်မှာထမင်းဝင်စားတောင်းစားတယ်လူတွေကလည်းဘူတို့အကုန်သိနေကြတာဆိုတော့ကြွေးကြဝေးကြတယ်ပေါ့ဗျာအရင်တော့ကဘူတို့ကကျွတ်တို့အိမ်မှာတော့ထမင်းဝင်စားတာဗျနောက်ပိုင်းကျုပ်ကသူ့ကိုအတကုန်နောက်ပြောင်တော့မှဝင်မစားဖြစ်တော့တာကျုပ်တို့ကလည်းကလေးဆိုတော့ဘာသိမှလဲဗျအယူမြင်စချင်တာ ਉ ကျောင်းသားကျောင်းပြန်တဲ့အချိန်ပဲဖြစ်ဖြစ် ဘူတိုးနဲ့ကြုံတာနဲ့ဘူတိုးကိုအယူဘူတိုးအယူဘူတိုးဆိုပြီးတော့မှဝိုင်းအောင်ပြီးစနှောက်ကြတာဗျဘူတိုးကလည်းအယူပါဗျတို့ကိုအယူလို့ပြောရင် तू သိတယ်ကျုပ်တို့စတာမခံနိုင်တော့ဘူးဆိုရင်ဂဲလုံးကောက်ပြီးအနောက်ကနေလှပြစ်တော့တာပဲကျုပ်တို့ကတော့အယူလိုက်ပြီးဆိုပြီးပြေးကြလှားကြနဲ့ပြောကြတာပေါ့ဗျဘူတိုးမဆပါနဲ့ငလေးရဲ့သူ့ဘဝတနာဖို့ကောင်းပါလေအဖွားတော့ကျုပ်ကိုအမြဲနဲ့နားချတယ်ကျုပ်ကတော့အဖွားပြောလဲဟုတ်ကဲ့ပေါ့ ကျောင်းကပြန်လာတဲ့ကျုပ်ကိုအဖွာထမင်းဟင်းတွေခုခတ်ကြွေးတယ်ဗျဒါနဲ့အဖွာဘူတော့ကဘာဖြစ်လို့ယူနေရလဲင်သူများလှုပ်လို့ယူတယ်လို့ပြောတာပဲငလေးရဲ့သူများအဲ့ဒီလိုယူအောင်လှုပ်လို့ရတယ်လားအဖွာရရတာပေါ့ကွယ်ဘူတော့ကတစ်ချိန်တော့ကဒီလိုမှမဟုတ်တာရုပ်ရှင်မင်းသားရအောင်လို့လို့ရင်းအောင်လို့လို့ခိုက်မြို့နေမြည့်ရွာမှာအတော်လဲကိုဆန့်ပွင့်နေသူဒါကြောင့်လဲအခုလိုဖြစ်တာ အဖွားကကြုတ်တော့ဖို့ဟင်းကထက်ပေးနေဘူတော့ကနည်းနည်းရှုပ်တဲ့ငလေးရဲ့တခါတော့ညောင်တပြေရွာကကေမတယောက်နဲ့သွားပြီးချစ်ကြိုက်ကြရောကေမလေးကလည်းချုံးလိုက်တာဟဲ့ထက်ထက်မဟုတ်ဘူးအတိုင်းပဲသူ့နာမည်တောင်ဘာပါလိမ့်အဖွားတောင်မိနေအဲ့ဒီကေမလေးနဲ့ယူတော့မလို့ဖြစ်ပြီးတော့မှဘူတော့ကမယူတော့ပဲစာတီကျောင်းသားကမိန်းကလေးတယောက်နဲ့ထက်ပြီးချစ်ကြိုက်တယ်ဆိုပဲအဲ့ဒီမိန်းကလေးနဲ့ယူမဲ့အကြောင်းကိုကေမလေးသိတဲ့အခါဘူတော့ကိုယူအောင်လှုပ်ထိတ်လိုက်တော့တာပါပဲ။ ယူအောင်လို့စိတ်ခက်လိုက်တာလားဖွာဘယ်ဟုတ်ပါမလဲအဲ့ဒီကရမလေးကဝမ်းနဲ့ပါလို့လူတွေပြောကြတယ်ဝမ်းနဲ့မှဘာတွေပါတာလဲခက်လိုက်တာငလေးရဲ့ဝမ်းနဲ့ပါဆိုတာငွေကလေးကစုံပညာတွေတက်နေတဲ့လူကိုပြောတာဟဲ့အသက်ကြီးမှစုံပညာတွေတင်တဲ့လူတက်ဝမ်းနဲ့ပါတဲ့လူကပို့ပြီးတော့မှအစွမ်းထက်တယ်တဲ့ကရင်မကလည်းရက်ဆက်လိုက်တာဗျအဲ့လိုပြောလို့မရအောင်ငလေးရဲ့အစကရင်မနဲ့တောင်ယူမလို့ဖြစ်ခဲ့တာ ဘယ်နည်းပဲတော့လက်ထက်မယ်ဆိုပြီးတော့ရရွေးနေပြီပြီလူငယ်တဘာဝအချစ်ချစ်လုံလုံကျူးကျူးဖြစ်ပြီးပြီထင်ပါတယ်ဘိုးတို့ကပတ်စံရှိတော့အဲ့ဒီကေယမာလေးတို့ရော်ကျူးတွေပေးလိုက်ရသေးတယ်ဒါဆိုရင်တော့ဘိုးတို့အမပေါ့နော်အဖွာနင်ကငယ်ပါသေးတယ်ငလေးရယ်ကိစ္စတစ်ခုကိုမှားတယ်မှန်တယ်လို့နင်မဆုံးဖြတ်တတ်သေးပါဘူးဟဲ့ကြောက်တယ်ဆာဆာနဲ့ထမင်းတွေကျုံစားလိုက်တယ်ဒါနဲ့ဘိုးတို့ကိုကုလို့မရအောင်လားအဖွာ ျောင်းဝဆရာမပြောတာတော့ယူနေတဲ့လူတွေကိုစိတ်ကြမ်းမရေးစေယုံတို့အယူထောင်တို့ပို့ရေးကောင်းသွားတယ်တဲ့။음ဘူတိုမိဘတွေကပတ်စံရှိတဲ့လူတွေပဲကွမကုပဲနေပါမလား။ရန်ကုန်ကိုသုံးလင်းကောင်ပို့ပြီးကုတယ်။ဒါပေမဲ့ပတ်စံကုန်တာပဲရှိတယ်ဘာမှမတက်တာလို့စေယုံကနေပြန်ဆင်းလာခဲ့ရတာ။အဲ့ဒီတော့ကယိုယိုတန်တန်ယူတယ်လို့ပဲထင်တာပေါ့။နောက်ပိုင်းတိတ်မတိတ်ကလို့ပယောကဆရာတွေဘာတွေနဲ့တော့ပြတော့မှသူများလှုပ်ထားလို့ယူနေမှသိတာဟဲ့။ ဒါဆိုပျောကဆရာတွေကလည်းကုလို့မရဘူးလားတို့ပြောတာတော့ဘိုးတို့ကိုကုမရအောင်လှုပ်ထားတာဆိုပဲအဲ့ဒီကေယမကိုပတ်တောင်းမှမယ်ဆိုရင်ရောอืมကေယမလေးကအဲ့ဒီကိစ္စတွေဖြစ်ပြီးတော့ရှက်ရှက်နဲ့ရွာတမိသားစုလုံးပြောင်းသွားကြတယ်လို့ဆိုတာပဲအေးလေတို့လည်းရှက်ရှက်မှာပေါ့အားလုံးကလူသိရှင်ကြားဖြစ်ပြီးနေပြီပဲဟာဘယ်ကိုပြောင်းသွားလဲဆိုတာတော့မသိကြဘူးလို့ပြောတယ်ဘောဂလီဘက်ဆိုလားဖာပုံဘက်ဆိုလားပြောကြတာပဲ တားပါပြီဗျာဒါဆိုဘို့တို့ဘလုံးမကုမရတော့ဘူးပေါ့နော်ကုမရလို့ပဲဘို့တို့ယူနေတာနေတက်တက်ရှိနေပြီပေါ့ငလေးရဲ့ကဲစားမသာစားကြပါဟင်းကားတွေအေးကုန်တော့မယ်အဖွားလက်ရကစားလို့တိတ်ကောင်းတာပဲဗျာစားတော့နေတော့ကျုပ်တို့နဲ့အတူတူနေတဲ့ဒေါ်သေးသေးကအိမ်ထဲဝင်လာတယ်ဒေါ်သေးသေးကအဖွားသမီးအငယ်ဆုံးပေါ့ဗျာသူမွေးကစားတော့ကတိတ်တိတ်လေးမို့တိတ်တိတ်လေးလို့ခေါ်တာတဲ့တော့ယောက်ျားဦးနေထောင်းကားလိုက်နေတဲ့အခြေဆိုရင် ျွတ်တို့နဲ့အတူတူနေတာပဲအမေအမေဟဲ့တေးတေးအလတကြားနဲ့ဘာဖြစ်လာတာလဲဟဲ့ဘာဖြစ်ရမလဲအမေရဲ့ဘိုးတို့ကိုကိုဘမန္တလေးဆရာကြီးတယောက်ရောက်နေတယ်ဆိုပဲငါတော့တိတ်မထင်ပါဘူးအေးသူ့ကိုကိုဘလာကြတာပဲဟိုမနေတော့မဟုတ်လားဒီဆရာကြီးကတခြားဆရာကြီးနဲ့မတူဘူးတဲ့ဒီဆရာကြီးကသူများလုံးလို့ယူနေတဲ့လူတွေကိုအထူးစပယ်ရှယ်လက်ကူပေးနေတဲ့လူတဲ့အမေရဲ့ အခုတောင်မန္တလေးကမနေပြစ်လာရတယ်လို့ပြောတာပဲဒီညနေသူတို့အိမ်မှာကုမိတဲ့ငါတော့သွားမကြည့်တော့ပါဘူးတေးသေးရဲ့အစိုးရပြောပြီးသားမဟုတ်လားဘိုးတို့ယူတာဘယ်သူကုကုကုလို့မရဘူးတဲ့အဖွားမသွားချင်ပေမဲ့ကျုပ်ကတော့သွားချင်နေပြဒေါ်သေးသေးလည်းသွားမယ်ပုံပဲညနေရောက်တော့ဒေါ်သေးသေးနဲ့အတူတူကျုပ်လိုက်သွားလိုက်တယ်အချိန်က9နာရီလောက်ရှိမှထင်တာပဲဘိုးတို့တော့အိမ်ကပတ်ဆက်ရှိတယ်ဆိုတော့တကယ့်ကိုအင်ကြီးရခိုင်ပေါ့ဗျာ အိအောက်ထပ်မှာလည်းဧည့်သည်တွေရှိတယ်။အိပေါ်တက်သွားတော့ဖျားခဲထဲမှာအဲ့ဒီဆရာကြီးဆိုတဲ့လူကထိုင်နေတယ်ဗျ။ဆရာကြီးအရှိမှာတော့ဘူတူကကောက်ကောက်ကလေးထိုင်လို့ရ။ရွာရီရလူတွေလည်းမနေဘူးပေါ့ဗျ။အဲ့ကလေးဆိုလို့ကြောက်တယောက်တည်းပါတာရဲ့။ငါးခွဲလောက်ကြတော့ပွဲတွေပါတွေပြေးမြေးတွေပါတွေထူမိတော့ကုသရီစကြတယ်။အဲ့ဒီဆရာကြီးပြောတာကတော့မကောင်းတဲ့အတိုင်းနဲ့လှုပ်ထားလို့မကောင်းတဲ့အပုတ်ချိန်မှာရွေးလို့ရတာတဲ့။သူကဆေးကျေလုံးကြီးနဲ့ ဗိုလ်တိုးရဲ့ခေါင်းကိုဖိထားပြီးတော့ဗိုလ်တိုးကိုဆင်ပြီးပါတော့တယ်။ဟိုစိတ်ဒီစိတ်စစ်ကြသေးတယ်ဗျ။ဒါပေမဲ့နောက်ဆုံးတော့ဆရာကြီးကခေါင်းကလိုက်တယ်။ဗိုလ်တိုးမရတိတ်တိတ်ချင်းနေပြီလေ။မရဘူး။အမကြီးရဲ့တာကိုကုလို့မရဘူး။ဘလို့ဖြစ်တာလဲဆရာကြီးရဲ့။သူ့မှာဗအားနေချက်ရှိလို့လေ။အမကြီးရဲ့တာကိုစုံမတယောက်ကတစ်ချက်လွတ်တိုက်ထားတာဗျ။စုံးတိုက်တွေထဲမှာတစ်ချက်လွတ်ဆိုတာအပြင်းဆုံးပဲ။ကုလို့မရဘူး။ ကိုယ့်ရဲ့အမကြီးသားတေးလိုက်မယ်။အဖွားပြောတာမှန်နေပြ။နောက်ဆုံးတော့ဘူတိုကိုဘသူမှမကူနိုင်မယ်။ဒီတိုင်းပဲပြီးသွားတော့တယ်။အဲ့ဒီဆရာကြီးကဘူတိုတတ်တာအောင်လို့ဆိုပြီးတော့စင်းညီမုံတွေတော့ပြီးသွားသေးတယ်ပြ။ဘူတိုကတော့ထုံးစံအတိုင်းပဲလမ်းကလှည့်ပြီးတယောက်တည်းစကားတွေပြောနေလို့မယ်။ဒီတခါတော့အဖွားစောအိမ်မက်ကိုလှည့်ဝင်လာခဲ့တယ်။အဖွားစောကကျုပ်ကိုကြောက်ဖြုံရိုးတွေထုတ်ကြည့်တယ်ပြ။သူ့အိမ်မှာလည်းဧည့်သည်မပြတ်ဘူး။အဲ့ဒီဧည့်သည်တွေနဲ့အဖွားစောကစကားပြောနေတယ်။ ူတို့ပြောတဲ့ထဲမှာယူအောင်ဖြူစားတာတွေဘာတွေပါတာနဲ့ကြောက်လဲမနေနိုင်လို့ထမေးလိုက်ရတယ်။ဒါနဲ့အဖွားဆော့အယူဖို့တူတော့တကယ်ထူးဆန်းနေဗျ။မန္တလေးကအယူအထုခုဆရာကြီးလာကုတာတော့မှကုမရဘူးတဲ့။ကုမရတာတော့မဟုတ်ပါဘူး။ကုလို့ရပါတယ်။အဲ့ဒီဆရာကြီးပြောတာတော့တစ်ချက်လို့တိုက်ထားတယ်ဆိုလားပဲ။တစ်ချက်လို့ဆိုတာဆုံးတယောက်ကတိတ်တိတ်မတိတ်ယူဆိုပြီးတိုက်သွားတာ။ အတိုက်မထုတ်တဲ့လူနာသိတယ်။တကယ်လို့အတိုက်ထုတ်နိုင်ခဲ့လို့ရှိရင်တစ်ဖက်ကတိုက်တဲ့လူကသိတယ်။နင်တို့ဆရာကြီးလက်ရှောင်သွားတာ။သူ့ကြောင့်လူတစ်ဖက်သားအိမ်မှာဆိုးလို့ထင်တယ်။ဒါဆိုအဖွားဆိုကဘုတို့ကိုကုနိုင်တာပေါ့နော်။အနာအတိမှတော့ဆေးရှိပြီပေါ့။ဒါမဲ့ဒီကိစ္စကလူတစ်ဖက်သားရဲ့အသက်တွေနဲ့အများကြီးဆိုင်နေတဲ့ငလေးရဲ့ပေါ့ပေါ့ဆဆလုံးလို့မရအောင်။အဖွားဆိုကုနိုင်မယ်ဆိုတာကြုတ်သိပါတယ်။ရွာမှာအဖွားဆိုကအတော်ဆုံးပဲမဟုတ်လားဗျ။ နောက်ပိုင်းတော့ဘူတူကပို့ပို့ဆိုးလာတယ်။အယူရင့်လာတယ်လို့ပဲပြောရမလား။အရင်ကတယောက်တည်းစကားတွေပြောပြီးတော့မှသွားရကနေအခုနောက်ပိုင်းမိန်းကလေးတွေတွေ့ချစ်စကား၊ကြိုက်စကား၊ရီစားစကားတွေပြောတယ်ဗျ။တချို့ဆိုဆွဲလာရလာလှုပ်တက်တယ်။အရင်ကတော့ဆောက်ခဲ့တဲ့လူတော်မှခင်းနဲ့လိုက်ထူတာဗျ။အခုတော့ကလေးတွေတွေ့တာနဲ့ခင်းနဲ့လိုက်ထူတယ်။မပြေးနိုင်မလွားနိုင်ကလေးတွေခဲတဲ့ငုံတော့ပေါ့ဗျ။တခါလဲကြောင်သားကလေးတယောက်ကိုအုပ်နုခင်းနဲ့ကောက်ထုတ်လိုက်တာ။ ခေါင်းပေါက်သွားလို့တော်တော်ယုံလိုက်ရသေးတယ်ဗျ။အဲ့ဒီနောက်ပိုင်းဘုတို့ကိုဒီတိုင်လှုပ်မထားတော့ပဲအိမ်မှာပဲပိတ်ထားလိုက်တယ်။ဒါပေမဲ့လည်းမရပါဘူးဗျ။ဘုတို့ကသူ့ကိုပိတ်ထားလေလေတောင်းကျလေလေပဲ။အိန္ဒိယကိုကုတ်ဖက်တက်ပြီးထွက်ယူထွက်တယ်။အိမ်ပေါ်ထက်ဗရေပေါက်ကနေခုန်ချလဲခုန်ချတယ်ဗျ။အဆိုးဆုံးကတော့အိမ်ကနေလွတ်ထွက်ပြီးเจ้าตูลีเดียวကိုရီစာစကားလက်ပြောတာဗျเจ้าตูလေးကလည်းကြောက်တော့ပြေးတာပေါ့အဲ့အဘူတို့ကစိတ်ရောက်ဝင်ပြီးเจ้าตูလေးကိုလဲဝေးညက်တာဗျ လူတွေအတိအမြန်တို့သာတော်သေးတာပေါ့ရဲရလူကြီးတွေကလည်းဘူတိုးကိုထိန်ချုပ်ဖို့လိုရတော့တယ်ဘူတိုးမေကလည်းစီဝါရှာနေလို့သူ့သားကိုလက်မကြည့်နိုင်ဘူးဗျတခြားလူတွေကလည်းအယူဆိုပြီးဘယ်သူမှမကြည့်ပေးကြအောင်ဒါနဲ့နောက်ဆုံးဘူတိုးအမေကိုယ်တိုင်အဖွားဆိုးစီကိုရောက်လာတယ်ဗျရက်ွက်လူကြီးတွေလည်းပါလာခဲ့ကြတယ်ငလေးကတခါပြောမှုတယ်အမေဆိုးကဘူတိုးရဲ့ယောဂကိုကုသပေးနိုင်တယ်ဆိုအေးလေအဲ့ဒါဘာဖြစ်လဲ ဒါဆိုရင်ဘူတို့ကိုပြန်ကောင်းသွားအောင်အမေစောကုပ်ပေးပါလား။ကုန်ကျင်တဲ့လောက်ကုန်မစီကျမပေးပါမယ်။အေးနင်တို့ငါတခါတည်းပြောလိုက်မယ်နော်။ဘူတို့ကိုပညာတရားတစ်ချက်လောက်အတိုက်နဲ့တိုက်ထားတာ။တစ်ချက်လောက်အတိုက်ဆိုတာအတိုက်ခင်ရတဲ့လူကယူရီယူမယူရီသေးပဲ။ဘူတို့မကခေါင်းညိတ်နေ။တိပါတယ်အမေစောရဲ့။ဘူတို့အခုလောရရကိုဒုက္ခပေးနေတာတော့ကျမဆက်ပြီးတိမခံနိုင်တော့ဘူး။ နောက်ပြီးသူ့မှာလည်းတေကံပါတယ်ဆိုရင်လည်းသိပါစီတော့ကျမသားလေးကိုအယူပွားနဲ့တသက်လုံးမြင်နေရတာထက်သူ့ဘဝလေးအေးချမ်းသွားတော့ကို မြင်ချင်နေပါပြီအမေဆော့ရယ်ဘို့တို့အမေကပြောပြီးတော့ငုံတော့တာပဲဗျမသိတဲ့လူတွေကတော့မိမတွေဖြစ်ပြီးရက်ဆက်တယ်လို့ပြောချင်ပြောကြမယ်ကျုပ်ကတော့ဒီခံစားချက်ကိုနားလေပါလေဘို့တို့ရဲ့စိုးသမျှကိုသူ့မိမတွေပဲဓာခံခံရတာမဟုတ်လားဗျအခုဆိုရင်ကျုပ်တသက်ပဲရှိနေပြီပဲ။ ဘူတို့အမေဒီလိုဆုံးဖြတ်ချက်ချလိုက်တာကိုကျုပ်ဖြစ်မလုံဘူးလို့တွေးမိတယ်။အဖွားစွားခေါင်းညှိလိုက်ရင်အေးလေဒါဖြစ်ရင်ရှေ့လာမယ်လာပြေးနေကြရင်ဘူတို့ကိုအိမ်ခေါ်လာခဲ့။အဖွားစွားပြည့်စင်စရာရှိတာတွေကိုပြည့်စင်မှုမှားလိုက်သေးတယ်ဗျ။အတူပြောရင်တော့လာပြေးနေရောက်လာခဲ့တာပေါ့။အဖွားစွားဘူတို့ကိုညာဘက်ကြီးချိန်လိုက်တာဗျ။ဟိုစရာကြီးကုသလို့အဖို့ချိန်မှာကုလို့ရတာလားမသိပါဘူးအဖွားစောကုတာပိုနောက်ကြတယ် ည9နာရီကျော်မှစခုတာဗျအဖွားစောကနာယူကိုလည်းတကြည်ကြည်နဲ့အခြေတစ်ခုကိုစောင့်နေပုံရတယ်ဗျဘူတိုဘယ်လောက်စိုးသလဲဆိုရင်လူရီကကျုတ်တုတ်ပြီးဖန်းခေါ်လာခဲ့ရတယ်အိမ်မော်ရောက်တိုင်းနဲ့ဘူတိုကရုံးကန်တော့တာပဲအဖွားစောကဘူတိုကိုတစ်ချက်ကြည့်ပြီးပါဇက်ပွားစီပွားစီလှုပ်လိုက်တာနဲ့ဘူတိုငြိမ်ကြောက်သွားတယ်ဗျသူရှေ့ကကျမ်းမြင့်ကိုပုတ်ပြပြီးဒီမှာလာထိုင်းလို့ပြောလိုက်တာဘူတိုကလာထိုင်းနေဗျ အဖွားစွာဘို့တို့ဖျားခဲရှိမှကုတာမဟုတ်ဘူး။သူတို့အိမ်ရှိရဝရဏလိုလှုပ်ထားတဲ့နေရာလေးမှာထိုင်ခန့်လိုက်တာဗျ။ကျွန်တို့ဘက်ကအိမ်မုံဆောင်တွေကအဲ့ဒီလိုမျိုးပဲ။နှစ်ထပ်အိမ်တွေဆိုရင်အိမ်ပေါ်ထက်အရှိမျက်နှာစာမှာဝရဏလိုကြီးလှုပ်ထားတာဗျ။အဲ့ဒီမှာလူကြီးခါဆောင်လောက်တစ်သားချောင်းလေးတွေအလောက်ကွက်ဖော်ပြီးရိုက်ထားလိရှိတယ်။အဖွားစွာဘို့တို့ရဲ့ငယ်ထိတ်ကိုလက်နဲ့အုပ်ပြီးမျက်လုံးကိုမှိတ်လို့အာရုံခန့်နေတယ်ဗျ။နောက်တော့ခေါင်းတညင်းညင်းနဲ့ ့ကိုလှုပ်တဲ့ကလေးမတော့လူ့ဘဝမှာမရှိရှာတော့ဘူး။ဒါကြောင့်လဲတစ်ချက်လွတ်ကတိတ်ဆွမ်းတော့ပေါ့။ဒါဆိုရင်ဘယ်လိုလုပ်လဲအမေစော။တစ်ချက်လွတ်အတိုက်ကစက်ရဲ၊ကျင်းစာရဲနှစ်ပိုင်းပါတယ်။အခုကဘူတို့ကိုရွာလှုပ်ထားတဲ့စက်ကိုပဲထုတ်ပေးလို့ရမယ်။ကျင်းစာကိုဖြတ်ပေးလို့မရဘူး။တစ်ဖက်လူကအသက်နဲ့ရည်မီချိန်ထားတဲ့ကျင်းစာဆိုတော့ဖြတ်ဖို့မလွယ်ဘူး။အဲ့ဒီစက်တွေကိုထုတ်ပေးလိုက်မယ်ဆိုရင်ဘူတို့အကောင့်နဲ့ပြန်ဖြတ်သွားလိမ့်မယ်။ဒါပေမဲ့ကျင်းစာကရှင့်နေသေးတယ်ဆိုတော့ ိုတို့တိတ်ကြကြနေရမှာမဟုတ်ဘူး။ရပါတယ်အမေစော။ကျမသားလေးကိုကောင်းကောင်းမွန်မွန်ပြဖြစ်တာပဲလိုချင်ပါတယ်။သူနေတာမနေရတာကတော့သူ့ကံပေါ့။အဖွားစောကကျုပ်ကိုစစ်အင်းုံကြီးနဲ့ရေတခွက်ခတ်ခိုင်းတယ်။အင်းုံဆိုတာဒီဘက်ခေလူတွေတိတ်မိလိုက်မှာမဟုတ်ဘူးဗျ။စစ်နဲ့လှုပ်ထားတဲ့ဇလားပုံစံခွက်ကြီးတစ်ခုလို့ပေါ့။အဖွားစောတော့အိမ်မှာစစ်အင်းုံကြီးတွေတော်တော်တုံးနေဗျ။အဝတ်တွေဘာတွေစိန်လဲအခုခေလိုကော်ဇလားတွေဘာတွေနဲ့မစိတ်မဲနဲ့ အင်းုံနဲ့ပဲစိတ်နေဈေးအပြက်လာလို့အတီးနံတွေဘာတွေစီးဖို့လို့လဲအင်းုံမဲ့တုံးကြတယ်ဗျအခုကျောက်ကအတီးနံတွေစီးတဲ့အင်းုံသေးသေးလေးကိုရေးဖြည့်ပြီးတော့မှယူလာခဲ့လိုက်တယ်အင်းုံကအချင်းတထောင်လောက်တော့ရှိမှာဗျအပွားစောကအင်းုံကိုဝရဏအရက်လွတ်တဲ့နေရာမှာရှေ့ချလိုက်တယ်ဟိုနေရာရှေ့လိုက်ဒီနေရာရှေ့လိုက်နဲ့လုံနေသေးတယ်နောက်တော့မှအင်းုံကိုညင်းနေအောင်ခဏချထားပြီးတော့ဘူတို့ကိုခေါ်သွားတယ်ဘူတို့အင်းုံအရှိမှာစောင်းရောက်ထိုင်ခိုင်းပြီးတော့ အိမ်ုံထဲကိုကြည့်ခန်းနေကျွတ်တော့လေကြည့်မယ်လို့တော့အဖွားစွားလက်ကပြတယ်။နောက်မှသိရတာကလာပြေကြီးရဲ့အရေးကိုအိမ်ုံမှာထင်အားလောက်တာတဲ့။ရင်မျက်နှာပြင်ပေါ်မှာထင်ကျနေတဲ့လပုံကိုဘို့တို့ကိုကြည့်ခန်းတာဗျ။ထူးတော့ထူးတယ်။ည9နာရီလောက်ဆိုရင်လကဘယ်လိုလုပ်ပြီးကောင်းငင်ပေါ်အတည့်ရှိမှလဲဗျ။ဒါမဲ့ထူးဆန်းတာအဲ့ဒီလရဲ့ပုံရိပ်ကအိမ်ုံထဲမှာပေါ်နေတာပဲဗျ။အဖွားစောများပညာနဲ့လောက်တာလားတော့မသိဘူး။ အဖွာဆိုကရင်မြင့်နဲ့ပြင်ကလပုံရိပ်ကိုလက်ညှိုးထိုးပြပြီးတော့ဗိုလ်တို့ကိုတုံးလေးခုမိတယ်။မိတာတော့တခြားမဟုတ်ပါဘူးဗျ။မြင်ပြီလားမြင်ပြီလားဆိုရင်ဗိုလ်တို့ကမြင်ပါတယ်မြင်ပါတယ်ပေါ့။နောက်တွေ့ပလားတွေ့ပလားနဲ့ထပ်မိတယ်။နောက်ဆုံးကျတော့တွေ့ပြီလားတွေ့ပြီလားလို့မြင်းပြန်နေဗျ။တုံးခုမိလို့လဲပြီးရောအဖွာဆိုကမန်နယ်တခုရွတ်လိုက်တယ်ဗျ။ကျုပ်လည်းအသေးစိတ်တော့မမှတ်မိဘူးပေါ့။ဆန္နာလာမင်းဆိုကလည်းပါတယ်။ငွေကျဲမင်းဆိုကလည်းပါတယ်။ ချင်းစရာချင်းကက်စရာကက်ထက်စရာထက်ဆိုပြီးဘူတိုးရဲ့ငယ်တဲ့ကိုလက်နဲ့တုံးချက်ပုတ်လိုက်တာအဲ့ဒီအိမ်တော်ကြီးကအဖေကအလင်းတွေလင်းကနေလက်ကနေထွက်လာတယ်ဗျအဖွာစိုးကအိမ်တော်ကိုလက်ညှိုးထိုးပြီးတော့ကောင်းငင်ကလက်ကိုလှမ်းကြည့်တယ်အဲ့လိုလုံးလိုက်တော့မှခုနကအိမ်တော်ထဲမှာဝင်းလက်နေတဲ့အယောင်တွေပျောက်သွားခဲ့တာဗျအဖွာစိုးပြောပြတာဒီအတိုက်ကိုလက်ရောင်ကိုကြည့်ပြီးလှုပ်ထားတာတဲ့အယူရောကဆိုတာလက်နဲ့အများကြီးတက်ဆိုင်နေဆိုပဲ အခုကရင်မလှုပ်ထားတဲ့အယူဆက်ကိုထုတ်ပေးလိုက်ပြီးတော့စိတ်ရဲ့အစွမ်းတွေကိုလည်းလက်ကိုပြန်အပ်လိုက်တာလို့ပြောတာပဲဘိုးတို့ကကူပြီးတာနဲ့ငန်ငါကြီးထန်နေတယ်ပြီးတာနဲ့ကလေးတယောက်လိုငုံတော့တာပဲဗျအဖွားစွာဘိုးတို့ရဲ့ကြောကုန်းကိုပုတ်ပေးပြီးတော့ငုံငုံတဝကြီးသားငိုချောက်လိုက်ဘိုးတို့ရေလို့ပြောလိုက်တယ်ဘိုးတို့ကလည်းငိုတာပေါ့ဗျာနေရီဆိုရင်ဘူးဒီလုံးကြီးတွေလောက်ကိုရှိတယ်ဗျအဖွားစွာဘိုးတို့ရဲ့အမေကိုဘာမှစိတ်မပူဖို့ပြောတယ် အယူတွေကယောဂါပြောင်းရင်ဒီလိုပဲငိုတယ်တဲ့ဘူတိုကအယူဖြစ်တာတော်တော်ကြပြီဆိုတော့တော်တော်ကြအောင်ငိုအောင်ပါတဲ့ဟုတ်လဲဟုတ်တယ်ဗျဘူတိုက၃ရက်လောက်ကြာတဲ့အထိကိုတယောက်တည်းငိုလိုက်အဝင်းကိုကြည့်နေလိုက်နဲ့၃ရက်ကျော်တော့မှသူ့အမေကိုစကားတွေဘာတွေပြန်ပြောတာဗျဘူတိုကအခုဆိုရင်အကောင့်နိုင်ဖြစ်သွားပြီစပင်းနေပါတွေညက်ပြီးတော့ရေတွေမိုးတွေချိုးပြီးတန်တန်ပြက်ပြက်ဖြစ်သွားတာဗျအရင်ကသူ့ဆိုးကဲမိုက်ခဲတော်တွေကိုလည်းတောင်းပန်ပါတယ်တဲ့ အယူလောက်တာဆိုတော့လေအကောင်လုံးကခွန့်လို့ကြတာပေါ့သူ့အမေအလုပ်တွေဘာတွေလဲကုလုပ်ပြီးသေးတယ်ကျုပ်တို့လမ်းမတွေ့ရင်မုန်းနေဘာတွေလဲဝယ်ကြည့်သေးတာဗျကျုပ်တို့ကအရင်ကအယူဖို့တိုးဆိုပြီးစနောက်ခဲ့ပေမဲ့အခုတော့ကိုကြီးဘူတိုးဆိုပြီးတော့ပဲခေါ်ကြတော့တယ်နင်းနေကလာသားတွေခတ်တဲ့ချင်းဝဲမှာကိုဘူတိုးကဝင်ခက်လေရှိတယ်ဗျသူကောင်းမိမဲ့လဲစိတ်ကတထိထိနဲ့ရယ်ဘယ်နဲ့တည်မလဲဘယ်နဲ့တည်မလဲဆိုပြီးစောင့်ကြည့်နေကြတာပေါ့ တလားလောက်ကြာတဲ့အထိကိုဘိုတို့ကဘာမှမဖြစ်ဘူးအရင်လိုဆူဆူပြေပြေပြတ်ဖြစ်သွားပြီဒီလူကြီးကတချင်ကအယူကြီးပါလို့ပြောနေတာမှလူတွေကယုံကြမှာမဟုတ်ဘူးကြရွာလူတွေကတော့အဖွာစောပြောတာမှားတာလားဒါမှမဟုတ်ဘူတိုးမီရေရရခြေတာပဲထိရောက်သွားလို့လားပေါ့ဖုန်ကြီးเจ้าကဦးစီးကဘူတိုးအသက်ရှည်အောင်ဆိုပြီးတော့မှတစ်ပင်တွေဆက်ခိုင်းနေဖုန်ကြီးเจ้าဝင်နေဖျားစီတွေဝင်နေတဲ့မှာတစ်ပင်တွေလှုပ်ခိုင်းနေကြ ညောင်တပည့်ရွာဘက်သွားတဲ့လမ်းကိုမြေဖုတ်ပြီးတော့မှပြင်ခန့်လိုက်တယ်။ရိုးချောင်းလေးကိုကိုးတဲ့တရောက်လေတဲ့သားတွေဘာတွေနဲ့ခန်း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 ပြန်ဆောက်ခိုင်းတာလေဗျ။လူတွေကတော့ဒီကုသူတွေကြောင့်ဘိုတိုအသက်ရှည်သွားတယ်လို့ပြောကြတာပဲ။ဒီလိုနဲ့၃လလောက်ကြာတော့ဘိုတိုကိုသူ့အမေကအိမ်အောင်ချပေးဖို့တောင်းစီစီနေပြီဗျ။ကျွတ်ရွာမင်းကလေးတွေတော့မဟုတ်ဘူးပေါ့။ရွာကမင်းကလေးတွေကဘိုတိုကိုဘယ်ယူပါမလဲ။တခြားရွာတွေကပေါ့။ဘိုတိုအမေရဲ့ကျေးဇူးမကင်းတဲ့မင်းကလေးတယောက်ပေါ့။ ဘုတို့မင်္ဂလာဆောင်မယ်ဆိုတော့တရွာလုံးကပျော်ရွှင်နေကြတာပေါ့ဗျာဒါပေမဲ့မင်္ဂလာဆောင်ဖို့တပတ်လောက်လုံးမှာပဲဘုတို့တယောက်တည်သွားတော့တယ်ဗျတည်သွားတာကလည်းဆန်းနေအဲ့ဒီနေရာလာပြညကြီးဗျဘုတို့ကညနေဆောင်တော့ခေါင်းမှုတယ်ဆိုပြီးအိမ်မော်တက်အိတ်သွားတာညတကောင်လောက်သွားခေါ်နှိုးကြည့်တော့အဲ့ရတဲ့မှာဆက်ဆန့်ကြီးတိတ်နေပြီတဲ့မသိခင်မြင့်ရီလည်းကြတယ်ထင်တယ်ခေါင်းပေါ်မှာလည်းမြင့်ရီရွှဲလို့ရွာလူတချို့ကတော့အဲ့နေကြီးတည်သွားတယ်ဆိုတော့ နှလုံးရောဂါလို့ယူဆတယ်။လူတချို့ကကရင်မရဲ့ကျင်းစာထိပ်ပြီးတည်သွားတာတဲ့။ကျုပ်ကတော့ဘာကြောင့်လဲဆိုတာမဆုံးဖြတ်တတ်ဘူး။ဒါမဲ့အဖွားစောပြောတဲ့စကားဘယ်တော့မှမမှားဘူးဗျ။အဖွားစောကပြုံးနေပြီမဟုတ်လား။အယူပြောင်းရင်မကြခင်တိမ်မာပဲဆိုတာလေ။ကျုပ်ကအဲ့ဒါကြောင့်လို့ပဲထင်တယ်။ဘာပဲပြောပြောဘူတို့ရဲ့အဖြစ်ကအဲ့ဒီတော့ကကျုပ်တို့ရမှာဟိုးလေးတကြောကြောဖြစ်သွားခဲ့ပါသေးတယ်ဗျ။ပရိသတ်များရှိတဲ့ ပညာတဲ့အဖွာစောနဲ့အယူဘူတို့ဇလန်လီကတော့ဒီလောက်ပါပဲနော်။နားစင်အားပေးခဲ့ကြတဲ့ပရိသတ်တွေတူဦးချင်းစီကိုကျေးဇူးထူးပဲတည်ရှိသလို။စာရေးဆရာအကစော်လည်းကျေးဇူးထူးပဲတည်ရှိပါတယ်ရှင့်။ဒီဇလန်လီကိုတင်ဆက်ပေးခဲ့တဲ့သူကတော့ကျမတကူမိပဲဖြစ်ပါတယ်။ပရိသတ်များအားလုံးပဲကံကောင်းခြင်းပျော်ရွှင်ခြင်းကျမ်းမာခြင်းတွေကို အစင်သာဝရပန်းဆိုင်နိုင်ကြပါစေရှင်။